မြန်မာရုရှားကနေပြန်လာလို့ရှိရင်လည်းကျွန်တော်တို့ဒေါ်လာရေးတစ်ခွက်တည်းကမြန်မာတနင်္ဂနွေလုံးတိတ်နိုင်မယ်အနေအထားဒီရောက်အောင်လုပ်မယ်။တို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကနေတရားဝင်အတိမတ်ပြုရအတိမတ်ပြုမှုရအောင်လုပ်မယ်ဆိုတဲ့နေမျိုးစဉ်အဲ့ဒီနေမျိုးစရာရုပ်တံဖိုင်ကိုတော့မှကျွန်မအရင်ရက်ကတေးတေးချာချာမှတ်မှတ်ရရလေးတင်ပေးထားတယ်။ဆိုတော့လက်ရှိမှာကျွန်မတို့နိုင်ငံတော်ဝန်ကြီးချုပ်ရုရှားကီးစင်ကနေမြန်မာပြည်ပြန်ရောက်လာပြီးနေမျိုးစဉ်ပြောသလိုပဲသူတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကဘယ်နိုင်ငံကအသိမှတ်ပြုလိုက်တယ်လဲ။ကျွန်မမေးချင်တယ် နေမျိုးတင်ပြောတယ်သူတို့တနိုင်ငံလုံးကိုသူတို့တင်နိုင်မယ်အနေအထားဖြစ်ပြီးတော့တယ်သူတို့တနိုင်ငံလုံးကိုအောင်လန်ထွင်ထူပြီးတော့စစ်တပ်ကတနိုင်ငံလုံးမှာအလံဖြူထောင်ရအောင်သူတို့လုပ်မယ်လို့ပြောတယ်အခုဘယ်နေရာတွေဘယ်မျိုးဘယ်ပါတွေကိုနေမျိုးစင်လူတွေတင်နိုင်လိုက်တယ်လေမြန်မာတနိုင်ငံလုံးအတိုင်းအတာမပြောနဲ့ဘူပြုတ်ကြကူလီနေမျိုးစင်သူကိုယ်တိုင်အချိန်ချနေတယ်တရားတစ်ပြေးနေလုံးကိုတော့သူတို့တင်နိုင်တဲ့အနေအထားရောက်ပြီလားသူတို့ပြောတယ်မဟာမိတ်တကြီးဆိုတာကအခုသူတို့ညီတွန်ခံပြီးအသေးခံတိုက်ပြီး MNDA ပါသလား TLA လေးပါသလား AA ပါသလား KIA ပါသလား ဒါကျမရဲ့နိုင်ငံရေးအရာပထမဆုံးမေးခွန်းထုတ်ခြင်းဖြစ်ပါတယ်။ကျမကလူလူမေးတာမို့လို့လူလူပဲပြန်ပြေးပါလို့ကျမရင်းရင်းကျေးကျေးနဲ့ပြောပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ဗိုလ်ကြီးနေမျိုးစဉ်ကိုနမည်တက်စိန်ခေါ်လိုက်တဲ့မပူတူရုပ်တံနဲ့အတူတမူးမျိုးနယ်ကဘောချိုင်ဝမ်ဒေတာကိုပြန်လည်သိမ်းယူပြီးမနီပူရပြည်နယ်ထဲထည့်သွင်းပေးဖို့မနီပူရအမတ်ကအိန္ဒိယလွှတ်တော်မှအဆိုတင်သွင်းလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးခြင်းပါတယ်။ အိန္ဒိယမြန်မာနယ်စပ်မှာတရှိကချင်းလူမျိုးတွေအများပြားနေထိုင်တဲ့တမူးမျိုးနယ်ကဘောချိုင်ဝမ်ဒေသကိုပြန်လည်သိမ်းယူပြီးမနီပူရပီနယ်ထဲထည့်သွင်းဖို့မနီပူရပီနယ်ပါလီမန်လွှတ်တော်အမတ်ကမနီမလာ၁၀ရက်နေ့ကကျင်းပတဲ့အိန္ဒိယအထက်လွှတ်တော်စည်းဝေးမှာအိန္ဒိယအစိုးရကိုအဆိုတင်သွင်းခဲ့ပါတယ်။ 1834ခုနှစ်ကဘောချိုင်ဝမ်သဘောတူညီမှုနဲ့1826ခုနှစ်ရန်နဘူစာချုပ်အရာတတ်မှတ်ထားတဲ့ရော်ကြီးကိုမြန်မာနိုင်ငံအားဆက်လက်ပေးချေစီခြင်းဒါမှမဟုတ်လက်ရှိမြန်မာနိုင်ငံပိုင်းနဲ့ထဲရှိနေတဲ့ကဘောချိုင်ဝမ်ဒေသကိုပြန်လည်သိမ်းယူပြီးမနီပူရပြည်နယ်ကိုထည့်သွင်းဖို့မနီပူရပြည်နယ်ပါလီမန်လွှတ်တော်အမတ်က ိန္ဒိယဗဟိုအစိုးရကိုမလ30ရက်နေ့ကပါလီမန်အထက်လွှတ်တော်အစည်းအဝေးမှာတိုက်တွန်းလိုက်ပါတယ်။အမတ်ကကပိုချိုင်ဝမ်ဒေတာဟာ20နှစ်တသမာ2တူးမြစတူရန်ကီလိုမီတာကျယ်ဝန်းပြီး1450ခုနှစ်ကလေးကမနီပူရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ကမနီပူရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့ကြောင်း1953ခုနှစ်မတ်လ3ရက်နေ့မှာအိန္ဒိယရဲ့ပထမဦးဆုံးဝန်ကြီးချုပ်ဂျဝါဟာလာနေရူးက မြန်မာဝန်ကြီးချုပ်ဦးမှုနဲ့ကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာကဘောချိုင်ဝမ်ဒေတာကိုမဏိပူရပြည်နယ်အစိုးရနဲ့တိုင်ပင်မှုမရှိဘဲမြန်မာနိုင်ငံထံလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်းအခုလိုပေးအပ်ခဲ့တဲ့ဂျဝါဟာလာနေရူးရဲ့လောက်ရက်ဟာမဏိပူရပြည်နယ်ရဲ့တမိုင်းမှာအမှောင်ဆုံးအချိန်လို့လွှတ်တော်မှာဆွဆွဲပြောဆိုပါတယ်မင်္ဂလာပါမျိုးတွေကျွန်မမဟုတ်ဘူးသူမှသိပါရှင်ဒီနေ့နောက်25ခုနဲ့မက်ရှလာ7ရက်နေ့ဖြစ်ပါတယ် ။ US ရဲ့လုပ်ငန်းစဉ်အကုန်လုံးကို83ရာခိုင်နှုန်းဖျက်ပိုက်လိုက်ပါပြီ။ဒီသတင်းကိုအမေရိကန်နိုင်ငံသားယူကြီးကိုရံကတရားဝင်ထုတ်ပေါ်ပြောဆိုလာတာဖြစ်တယ်။နောက်ဆိုတော့က USA ရဲ့လုံခြုံရေးအကောင်လုံးက83ရာခိုင်နှုန်းကိုဖျက်သိမ်းလိုက်ပြီးမို့လို့နော်အာဒီ USA ကမိဂန်လွှတ်တော်ကနေပြီးတော့အတိမဲ့ပြုပြီးထောက်ပံ့ပေးထားတာမို့လို့မိဂန်တမန်ဒေါ်နယ်ဖရန့်ကတော့ဖျက်လို့မရပါဘူးဆိုပြီးတော့ကြောက်ကန်ကန်ပြီးတော့သူတို့ထမင်းငက်မဲ့ဂိမ်းကိုကြောက်ကန်ကန်ပြီးရင်းနေကြတဲ့ပြည်ဖက်မိသားစုနဲ့နော်နိုင်ငံတကာရဲ့ထောက်ပံ့ကိုယူထားတဲ့ငွေဝယ်ကြုံနေအခုလောက်ဆိုလို့ရှိရင်တော့သူတို့လာတာမှမိုင်နေလောက်ပြီးလို့ကျွန်မထင်ပါတယ်နော်ဆိုတော့ကဒီလိုမျိုးခေါင်းစဉ်လှလာလေးတွေတက်မယ်လူခွင့်ရေးလူလူသားချင်းစာနာမှုလူခေါင်းစဉ်လှလာလေးတွေတက်ပြီးတော့အဲ့ဒီအောက်ကနေပြီးတော့အဲ့ဒီခေါင်းစဉ်အောက်ကနေပြီးတော့ကျွန်မတို့ပြည်တွင်းရေးကိုကျွန်မတို့အာကျွန်မတို့ပြည်တွင်းရေးကိုလို့လို့ငွေရဆော့ဖက်နေမှုတွေကအတိုင်းအတာတစ်ခုတည်းရောကြသွားမှာဖြစ်ပါတယ် ဆိုတော့ဒါကပထမဆုံးအဲတင်းငောက်တကူမြောင်းဝေးပြီးတာနောက်ခုကျတော့ကျွန်တော်လက်ရှိနိုင်ငံရေးစီရင်အခင်းချက်မှာတတိကြီးကြီးထားဖို့လိုအပ်တယ်တကယ်လို့များတတိတစ်ချက်လွတ်သွားလိုက်တာနဲ့တတိမုံမုံဂူမနေလာနဲ့အများအမိုက်ကဆလို့ပြတ်တက်မိအောင်တပါရယ်ပိတ်ကိုအနေကြီးရဲ့ကိစ္စတကူအဲ့ဒီကြောင့်များကျွန်မမျှဝေးပေးမယ်အာနောက်တစ်ခုကျတော့ကျွန်မကိုလာပြီးမိရရဲ့မိခွန်းတစ်ခုကိုကျွန်မပြန်ပြီးတော့ဖြေးပေးမယ်နောက်တစ်ခုကျွန်မကမိခွန်းတစ်ခုပြန်ပေးမယ်နောက်တစ်ခုကျတော့အာပြည့်ဖက်မိရရဲ့မှာခြေထားတဲ့တဲ့တပုတ်ပေါ်မှာမူပြီးတော့အဲ့ဒီတဲ့ရင်အခြေအနေကြောင့်တရားကိုကျွန်မကချုပ်ငုံသုံးပတ်ပေးမှာပေါ့နော်ဆိုတော့ဒီနေ့ကရောသမမိနိုင်ငံရေးအခြေအနေလို့ပဲပြောရမှာပေါ့နော်အခြေအနေကြောင့်ရလေးတွေက ော်လုံးခိုးနေတဲ့ဒီနေ့နဲ့ကျော်တမန်ဖွေနိုင်ငံရေးအခြေအနေပေါ့ဆိုတော့ပြမလို့ဂျပန်မိကတို့ခုမေးချင်တာကလက်ရှိမှာကျမတို့တက်ချုပ်ကျမတို့နိုင်ငံတော်ဝန်ကြီးချုပ်ရရှာကီစင်ဘလာရုခီစင်အနေပြန်ရောက်ပြီဆိုတော့မင်းအောင်လေရရှာကနေပြန်လာလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးတစ်ခွက်တည်းကမြန်မာတိုင်းနိုင်ငံလုံးတိမ့်နိုင်မယ်အနေထားဒီရောက်အောင်လုပ်မယ်သူတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကနေတည်ယုံရဲ့အတိမတ်ပြုရအတိမတ်ပြုမှုရအောင်လုပ်မယ်ဆိုတဲ့နေမျိုးစဉ် အဲ့ဒီနေမျိုးစရာရုပ်တံဖိုင်ကိုတော့မှကျွန်မအရင်ရက်ကတေးသေးချာချာမှတ်မှတ်ရရလေးတင်ပေးထားတယ်ဆိုတော့လက်ရှိမှာကျွန်မတို့နိုင်ငံတော်ဝန်ကြီးချုပ်ရုရှားကြီးစင်ကနေမြန်မာပြည်ပြောက်လာပြီးနေမျိုးစင်ပြောသလိုပဲသူတို့ရဲ့မဟာမိတ်တက်ကြီးကိုနိုင်ငံတကာကဘယ်နိုင်ငံကအသိမှတ်ပြုလိုက်တလဲကျွန်မမေးချင်တယ်နေမျိုးစင်ပြောတယ်သူတို့ကတနိုင်ငံလုံးကိုသူတို့တိုင်းနိုင်မဲ့အနေထားဖြစ်ပြီးတော့သူတို့ကတနိုင်ငံလုံးကိုအောင်လန်ထွင်ထူပြီးတော့စစ်တပ်ကတနိုင်ငံလုံးမှာအလံဖြူထောင်ရအောင်သူတို့လုပ်မယ်လို့ပြောတယ်အခုဘယ်နေရာတွေဘယ်မျိုးဘယ်ပါတွေကိုနေမျိုးစင်လူတွေတိုင်းနိုင်လိုက်တလဲမြန်မာနိုင်ငံလုံးအတိုင်းအတာမပြောနဲ့ဘိုးပြုတ်ကြကူလီနေမျိုးစင်သူကိုယ်တိုင်အခြေချနေတဲ့တရားတစ်ပြည်နယ်လုံးကိုတော့သူတို့တိုင်းနိုင်တဲ့အနေထားရောက်ပြီလား ။သူတို့ပြောတဲ့မဟာမိတ်တက်ကြီးဆိုတာကအခုသူတို့ကြီးတွန်းခံပြီးအသေးခံတိုက်ပြီးရဲ့ MNDA ပါသလား၊ TLL ပါသလား၊ AA ပါသလား၊ KIA ပါသလား။ဒါကျမရဲ့နိုင်ငံရေးအရာပထမဆုံးမေးဖို့ထုတ်ကြင်ဖြစ်ပါတယ်။ကျမကလူလူမေးတာမဟုတ်လို့လူလူပဲပြန်ပြေပါလို့ကျမရင်းရင်းကျေးကျေးနဲ့ပြောပါမယ်။နောက်တစ်ချက်ကတော့ပုဂ္ဂလိကအကြောင်းတွေမှာ CDN ဝန်ထမ်းတွေအလို့ဝင်ဖို့အင်မတန်ခက်ခဲလာပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ GDP သတင်းဌာနမှာအသေးစားဖော်ပြထားတာရှိတယ်။ဆိုတော့ CDN ဆိုတဲ့ခေါင်းစဉ်လာလာလေးအောက်မှာကျမတို့နိုင်ငံကိုဖျို့ပြဲဖြစ်သွားအောင်ဆိုရရဲ့အထုံးမှုရန်တရားတွေရက်တန်သွားအောင်ကလစ်တကယ်တွေပညာရေးတင်ကြားမှုတွေနှောက်နှေးသွားအောင် မိဘပြည်သူတွေကျန်းမာရေးဝန်ဆောင်မှုစောင့်ရှောက်မှုတွေနှောက်နှေးသွားအောင်နိုင်ငံတော်ကိုပြည့်စည်ရပြည့်စည်တယ်နိုင်ငံတော်သစ္စာဖောက်ခဲ့ရဘူးသူတွေလေနော်ပုတ်ကလေးကအကြောင်းနေမှာစီရီယန်နေအလို့ဝင်ဖို့ခက်ခဲလာရဲဆိုတော့ခင်ဗျားတို့ပြမဆုံးပြောတာက NUG ကတရားဝင်အစိုးရဖြစ်မှာခင်ဗျားတို့ကတောင်းရင်ပြန်ထမ်းဆောင်မယ်အဲ့ဒီတချို့ဟိုလူတွေပြောကြတာရှိတယ်အခုတို့ကပေါ့နော်တစ်နှစ်ဆိုလို့ရှိရင်လည်းအဲ့ဒီတစ်နှစ်လုံးလာစာကိုပေါင်းပြီးတော့ NUG ကခင်ဗျားတို့ကိုပြန်ပေးမယ်နှစ်နှစ်ဆိုလို့ရှိရင်လည်းတော်လန်ကြီးကနှစ်နှစ်ကြာရင်နှစ်နှစ်ရဲ့လာစာကို NUG ကပြန်ပေးမယ်လို့ခင်ဗျားတို့ပြောခဲ့တယ် ဆိုတော့အခုတုတ်ကလေးကအကြောင်းဒီမှာ CDN နေအလုံးဝင်ဖို့ခက်လာတယ်ဟုတ်တယ်မှန်တယ် CDN ဆိုပြီးတော့နိုင်ငံတော်ကိုတစ္ဆာဖောက်ခဲ့လို့ဖြစ်တယ်အဲ့ဒီလိုမျိုးမင်းကောင်းခွာလိုက်ဖြစ်အောင်မင်းကောင်းခွာလိုက်ဖြစ်အောင်လမ်းမပေါ်ကိုတွန်းပို့ပြီးနိုင်ငံရေးအယောင်သွေးတွေဆိုးပေးခဲ့တာဘယ်သူတွေလဲနော် CDN ဒီဘာကြောင့်ပုတ်ကလေးကအကြောင်းဒီမှာအလုံးလို့ဖို့ခက်ခဲလာတယ်လေအဲ့ဒီမင်းဝန်ကိုပြန်ပြင်ရရင် CDN ဆိုပြီးတော့နိုင်ငံတော်နဲ့ပြည်သူကိုနိုင်ငံနဲ့ပြည်သူကိုတစ္ဆာဖောက်ခဲ့လို့ဖြစ်တယ်ဒါဟာခင်ဗျားတို့ဒီနိုင်ငံတော်နဲ့ပြည်သူပေါ်မှာထားရှိရမယ့်တစ္ဆာတရားကိုဖောက်ဖျက်ခဲ့လို့အခုလိုမျိုးမြင်းကောင်းခွာလေးဘွားကိုရောက်သွားတာပဲ နော်ဆိုတော့ကဒါ DPP တကယ်ဌာနရဲ့ပြောဆိုမှုကိုကျွန်မနိုင်ငံရေးအပြင်နဲ့တုံ့တက်ပြီးပြန်လဲခြေပါစေဖြစ်တယ်ဆိုတော့ကျွန်မကအဲကျွန်မကအာကျွန်မအရင်လေးကပေါ့နော်ကျွန်မပို့လေးတစ်ခုတင်ထားရေအာဟိုရှိ နုံခဲ့တဲ့၄၅၆လာလောက်ကပေါ့နော်အာကျွန်မဆန္ဒပြပွဲတစ်ခုမှာကင်ထားတဲ့ဖနိုင်းလေးနဲ့ပုံလေးတင်ထားတယ်အဲ့ဒီမှာဆိုရင်ပြပအာကိုပစက်ကြီးအလိုမရှိပေါ့နော်ဒီဆိုင်ပုံလေးကင်ထားတဲ့ခါကျတော့ဟာပြပအာကိုဆိုတော့ဘသူ့ကိုပြောရလဲလို့အာရရှာကိုအာကိုနေတယ်မင်းအောင်လိုင်းကိုပြောရလားလို့တရုတ်ကိုအာကိုနေတယ်မင်းအောင်လိုင်းကိုပြောရလားဆိုရင်မိကုန်းနေရှိကြတယ်အဲ့ဒီမိကုန်းနေကိုကျွန်မပြန်ဖြေပေးမယ်ပြပအာကိုပစက်ကြီးလို့ဆိုတာကဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုပြောတာဘာကြောင့်ဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုပြောရတယ်လဲဆိုရင်ဒေါအောင်ဆန်းစုကြည်ဒီနိုင်ငံသားကြံပြီး60ကျော်ကိုငှားပြီးတော့နိုင်ငံတော်ရဲ့အာဏာကိုနိုင်ငံသားတွေလက်ထက်ကိုဝါကွက်အပ်ခဲ့လို့ဖြစ်တယ် ။ဒါကြောင့်ဒီစကားကိုပြောရတယ်လေ။ဒေါ်စုကြည်နဲ့အဲ့နဲ့ဒီအတိုက်ခံပုံကရွေးကောက်ပွဲမဲဆွဲစဉ်ကာလာတော့ကကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာကပြည်သူကိုအားကိုးပြီးလုပ်တာပါ။ဘယ်နိုင်ငံခြားသားဘယ်နိုင်ငံခြားအစိုးရကိုမှအားကိုးပြီးတော့လုပ်တာမဟုတ်ပါဘူးလို့ထောင်ဆန်းသူကြည်ဒီရွေးကောက်ပွဲဂရုကိုအနေနဲ့ပြည်သူကိုပေးခဲ့တယ်။တကယ်တမ်းပြည်သူကသူ့ရဲ့စကားကိုယုံကြည်ပြီးတော့အာဏာပေးလိုက်တဲ့အချိန်မှာနိုင်ငံသားအကြံပေးတွေကိုခေါ်ယူပြီးနိုင်ငံအရေးကိုဝင်ရောက်ဆုတ်ဖက်စေခဲ့တယ်။ဒါကြောင့်နိုင်ငံတော်တစ္ဆာဖောက်ဖြစ်တယ် ဒါကြောင့်ပြည်ပအာကိုပစိန်ယူဆိုတာတော့ဦးဆန်းစုကြည်နဲ့ NLD ပါတီကိုခေါ်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကလက်ရှိကျွန်တော်နိုင်ငံရေးအခင်းကျင်းကာလတတိကြီးစွာရှိရတဲ့တတိမရှိလို့ရှိရင်တစ်ချက်မှားလိုက်တာနဲ့တဘောအလုံးစာပေးဆက်ရတဲ့အနေထားဘယ်မှာလုံးဒီဖြစ်စဉ်တွေကဟိုရွှေပြောင်းမြန်မာလို့တမားတွေပေါ့နော်ကျွန်တော်နိုင်ငံသားတခြားနိုင်ငံတွေမှာသွားပြီးအလုပ်လုပ်နေတဲ့ရွှေပြောင်းမြန်မာအလုပ်တမားတွေမှာအကြောင်းရတယ်။ဥပမာထိုင်းကိုရောက်နေတဲ့မြန်မာနိုင်ငံသားအလုပ်တမားတွေရှိရယ်မလေးကိုရောက်နေတဲ့မြန်မာနိုင်ငံသားအလုပ်တမားတွေရှိရယ်စင်ကာပူဂျပန်ကိုရီးယားစသည်ဖြစ်ပေါ့နော်။အဲ့ဒီမှာသွားရပြီးလုပ်နေတဲ့အလုပ်တမားတွေရယ်ဘဏ်အကောင့်ကိုယူပြီးတော့မြန်မာပြည်ထဲမှာရှိရယ်တော်လိုင်းရေးအမိခံထားတဲ့အကြမ်းဖက်အဖွဲ့တွေကိုငွေကြေးထောက်ပံ့မှု ဒီအလုသမားဒီသူ့ရဲ့ရရဲ့လာစာရဲ့9ပုံ6ပုံလောက်လာစာထက်9စာ6စာလောက်ပုံများပြီးတော့သူ့ရဲ့ဘဏ်အကောင့်ကနေမြန်မာပြည်ထဲဝင်ငွေတွေလွှဲနေတာအမှန်ငယ်တော့ဒီရွှေပြောင်မြန်မာအလုသမားကအဲ့ဒီကြောင်းရအောင်မသိနော်ဒီအလုကိုင်းဒီ agency ကြီးဟိုဒီပွဲစားတွေခြားတွေကပွဲစားတွေနဲ့အလုရှင်တွေကနော်တို့ရဲ့ဘဏ်အကောင့်တွေကိုခဏယူထားမယ်ဆိုယူထားလိုက်တယ်ပြီးလို့ရှိရင်အဲ့ဒီဘဏ်အကောင့်တွေကိုအသုံးချပြီးတော့မြောက်တော်လိုင်းရဲ့အမိခံထားတဲ့အကြံဖတ်သမားတွေကိုငွေကြေးထောက်ပို့တယ်ဒါကြောင့်မို့လို့သူတို့ရဲ့ဘဏ်အကောင့်တွေဆက်လိုက်တဲ့အခါမှာဒီအလုသမားတွေဒီအကြံဖတ်သမားတွေကိုငွေကြေးထောက်ပံ့တဲ့အကြံဖတ်မှုတိုက်ဖြတ်ရေးဥပဒေ90ညနဲ့ညှိနှုံသွားကြတယ် ။ဒါကြောင့်မို့လို့တို့တွေရှားနိုင်ငံမှာအလုပ်ဆက်လုပ်ဖို့ဗီဇာတက်တန်တိုးတဲ့အခါအခက်အခဲကြီးဖြစ်တယ်။ဒါကပထမဆုံးပြည်ပမှာကြုံရတာ။အခုလက်ရှိပြည်တွင်းမှာကြုံနေရတာကဘာလဲဆိုတော့ကျမတို့ KB KB ဆက်အပေး KB ဆက်ပေးအကောင့်တွေကိုအယောင်းဝယ်လုပ်ကြတယ်တဲ့။ကျမလည်းအကိစ္စမသိဘူး။အခုတလုံးကမှကျမ Facebook မှာရှားကြည့်လိုက်တဲ့အခါကျတော့နော်ကလူတွေကလူတွေအများကြီးတွေ့ရတယ်။ KB အကောင့်ရောင်းဝယ်ရေးဆိုပြီးတော့ KB အကောင့်ဆိုတာဒီမိမိရမပုံချင်နဲ့မိမိရကိုရေးချက်လန်းနဲ့ဖွင့်ရတာမိမိအမျက်နှာကြီးနဲ့အဲ့တော့ဟိုမှာကိုကသူကရောကိုယ့်ရမပုံချင်နဲ့ကိုယ့်ရ အချက်လဲနဲ့ကေဘေးကောင်းခွင်လာတယ်ဒါပေမဲ့ဒီအကောင်မသုံးဖြစ်ဘူးဒါပေမဲ့ကိုကပတ်စံလိုတဲ့ခါကျတော့ကေဘေးကောင်ရောင်းဝယ်ရေးဆိုပြီးဂရုတွေမြောင်များစွာရှိတယ်အဲ့ဒီမှာကေဘေးအကောင်ဝယ်ချင်တဲ့လူတွေရောရောင်းချင်တဲ့လူတွေရောအများကြီးရှိတယ်တချို့ကဘူးမသိဘာမသိပဲနဲ့ပတ်စံရရင်ပြီးရောဆိုပြီးတော့နိုင်ငံရေးလည်းအများကြီးနားမလဲဘူးစစ်ရေးလည်းတို့အများကြီးနားမလဲဘူးတို့အဲ့လောက်လည်းမတွေးတတ်ကြဘူးဒီကေဘေးကောင်ကိုကခွင်လာတယ်ကိုကမသုံးဖြစ်ဘူးဒါကြောင့်မလို့ကေဘေးကောင်တစ်ခုကိုငွေ3000နဲ့ရောင်းလိုက်တယ်9000နဲ့ရောင်းလိုက်တယ်နော်အကောင့်တစ်ခုကို9000နဲ့သူရှောင်းလိုက်တယ်ဒါပေမဲ့သူ့ရှိရနေဝယ်သွားတဲ့လူတီအဲ့ဒီအကောင့်ကိုအသုံးချပြီးတော့လက်ရှိနိုင်ငံတော်ကနေအကြမ်းဖက်ပြင်ကျင်းညာထားတဲ့အခွင့်အရေးတွေကိုငွေကြေးထောက်ပံ့တဲ့အခါ နော်ဒီအကြမ်းဖက်သမားတဲ့ကိုဖမ်းမိတယ်ထောက်ဖို့တဲ့ကိုဖမ်းမိတယ်ဆီလိုက်တဲ့အခါမှာသူ့ခွဲလိုက်တဲ့ KV အကောင့်ဒီကိုအကောင့်ဖြစ်နေအဲ့ဒီအကောင့်လိုက်လိုက်တဲ့အခါမှာမှတ်ပုံတင်နံပါတ်နဲ့ညနာတိကိုရုပ်ကြီးပေါ်လာတယ်ဆိုတော့ဈားထဲကဘာမသိညာမသိနေ ဘဝပြတ်ပြီးတော့90ရာနဲ့တရားစွဲဆိုခံရမှုတွေကလက်ရှိနေမှာပြည်တွင်းထဲမှာဖြစ်လာတယ်။မားစင်ရနဲ့ပြမှုထင်ရှားလို့ရှိရင်ထောင်နဲ့15နှစ်တိကြမ်းမှခံရတယ်။ဆိုတော့ကိုကိုရိုင်းကနိုင်ငံရေးလည်းတိတိပြီးတော့အများကြီးနားမလဲဘူး။အဲ့လောက်ထိလည်းမတွေးမိလိုက်ဘူး။ဟာကိုမကြီးပေးကောင်းရှိတယ်ကိုကမတုံးဖြစ်ဘူး။နော်။သူများကိုသွားပြီးထောက်ပံ့ဖို့နေနေတာသာ။အားလည်းရှိမှကိုစင်းတုံးကြီးကြီးမြင့်မှုတွေနေရှင်ဟာလူနေမှုဘဝမြင့်တက်မှုတွေကြောင့်မိကိုရဲ့မိသားစုစားဝတ်နေရတာမနေ့ရုံးကန်နေရတယ်ဆိုပေမဲ့ကိုရဲ့အကောင့်ကိုဝယ်သွားတဲ့လူတွေအလိုဟဲအုံစားလုပ်ပြီးတော့အဲ့ဒီ PDF မိခင်အမှုကြီးမိခင်လက်ရှိမှာနိုင်ငံတော်ကနေအကြမ်းဖက်ဖြေကျင်းညာထားတဲ့အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့တဲ့အခါမှာကိုရတီအခက်ဖြစ်သွားတယ်။ဈာတဲ့ကဘူးမသိကိုမသိဘာမှမသိပဲနဲ့ခံလိုက်ရတယ်။အနေထားတွေကမြန်မာပြည်တွင်းထဲမှာစဖြစ်လာတယ်။ဒါကြောင့်မို့လို့အမိုက်ကစာပြီးတက်တက်မီးလောင်တက်ပါတယ်နော်။ခမားတို့လွယ်လွယ်ကူကူလေးမတွေးကြပါနဲ့။မိမိတို့ရဲ့အချို့တွေကေးပေးကောင်းနေရှိရင်ဝိမန်နေကောင်းနေရှိရင်ငွေ3000 4000 5000ရောက်ဖို့အတွက်နဲ့ကိုဖွားကြီးကိုမရင်ကြပါနဲ့မယောင်းကြပါနဲ့။နော်။ကျွန်မအတိပေးကြပါရဲ့။နော်။ တကယ်လို့များဟာမဟုတ်တူရေကျွန်တော် ကတော့မသိလိုက်လို့ကွယ်ညီမလေးအမကတော့မသိလိုက်လို့အမရဲ့ KB အကောင့်အဲ့ဒီလိုမျိုးအကောင့်တစ်ခု account တစ်ခုမှာသူက level level 2ဆိုဘယ်လောက် level 1ဆိုဘယ်လောက် level 3ဆိုဘယ်လောက်ဆိုပြီးတော့ပတ်စံပို့ပေးပြီးတော့ဝယ်ကြတယ်တဲ့ဆိုတော့ account တစ်ခု3000ရတယ်5000ရတယ်6000ရတယ်ပေါ့နော်အဲ့လိုမျိုးရောင်းလိုက်မိခဲ့တယ်ဆိုလို့ရှိရင်လည်းပဲလက်ရှိမှာကြိုးတင်ပြင်ဆင်တဲ့အနေနဲ့အနည်းဆုံးတော့နော်ကျွန်တော်ဘယ်သူဒီကျမဘယ်သူဒီနော်ဖုန်းနံပါတ်ဘယ်လောက်ဘယ်လောက်မှတ်ဖို့တယ်ဘယ်လောက်ဘယ်လောက်ဒီကျွန်တော်ရဲ့ DKB account ဝိမန်နင်းကောင်ကိုကျွန်တော်ဒီ ခြားသူတောင်အားရောင်းချမိခဲ့ပါသည်ဘယ်နေ့ပဲရမှာရောင်းချမိခဲ့ပါသည်ဆိုတာလောက်ကိုတော့အနည်းဆုံးနိုင်ငံပိုင်သတင်းစာထဲမှာထည့်ပြီးတော့အကြေညာပြီးတော့အတိပေးလောက်ဖို့အတိပေးဖို့ဒါကိုဘက်ကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်အဲ့ဒီလောက်မှကြိုတင်ပြင်ဆင်မထားဘူးဆိုရင်ကိုရှာနဲ့အကောင့်လွဲသွားတဲ့လူတယောက်ကအဲ့ဒီလိုမျိုးချမ်းဘက်သမားတွေထောက်ပံ့မယ်ဆိုရင်ခြားထဲကနေပြီးတော့အလကားတက်တက်1015နှစ်ကြာရမှာကိုကိုယ်တိုင်ဖြစ်သွားလိမ့်မယ်เนาะဆိုတော့ကအတိတိရှိကြပါ လည်းလို့စပယ်နဲ့တပားသူကိုမယုံကြပါနဲ့နော်ဆိုတော့မိမိတို့ရဲ့ KB ကောင်နေဝိမန်နေကောင်နေရှိလို့ရှိရင်ဘသူ့ကိုမှပြန်ပြီးတော့မယောင်းကြပါနဲ့ဒါဟာကိုယ့်တဘွားလုံးကိုထောင်ထဲမှာတည်းအယိုးဆွေးတဲ့ထီနေရောက်တဲ့ထိပြမှုကြီးလင်းပါလေအကယ်လို့များ90ညနဲ့စုံစမ်းစစ်ဆေးလို့ဒီလူဟာဒီ PDF အမိခံ LG အမိခံဂျပန်သမားတွေကိုငွေကြေးထောက်ပံ့နေဆိုတဲ့အသက်တွေထောက်တာထင်ရှားလို့ရှိရင်ထောင်တန်း15နှစ်ထိကြာမှတ်ခံရနိုင်တဲ့ထိပြတ်တန်ကြီးပါလေဒါကြောင့်မို့လို့အမိုက်ကစားပြဆက်မိမလားအစစရာတတိထားကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်